ဇဘုံဟင်းကဇဘုံဟင်းကတဲ့တနာဖို့ကောင်းတယ်ပေါ့နော်ဇဘုံဟင်းက तू က तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူတွေရှိမယ်လို့ထင်တာတဲ့တကယ်တော့မလာခဲ့ဘူးတဲ့ဇဘုံဟင်းကိုနော်ဟိုလုံးဝပြန်မထွက်စေချင်တဲ့အုပ်စုကနိုင်သွားမှာတော်တော်တော်ဆိုးရိမ်ပါလေကိရီသာသူတို့ရဲ့အချက်စီသာအောင်မြင်သွားမယ်ဟေးဆိုလို့ရှိရင်တော့နောက်ထပ်ပုံမှန်တွေအပြင်ကိုကိုဇဘုံဟင်းနဲ့ပတ်သက်ဆက်နွယ်သူတွေပါဆွဲစီနိုင်တယ်နောက်ထပ်ပုံမှန်တွေတိုးနိုင်တယ်နောက်ထပ်သူ့ကို ပုံမှန်တွေပုံမှန်တွေဆက်လက်ပြီးတော့ရှာဖွေနေတဲ့အခြေအနေတွေအမှုတီဆောက်လို့အဲအမှုတီဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ရှိရင်ဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအလုံးကြီးတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖြောင်းလို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာလဲအယူခံတက်ချင်ပါတယ်ဆိုလည်းပဲဒါလိုမျိုးအယူတနာခံစားနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ညာလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးတို့စုပြီးတော့အတနာခံတင်ညာမယ်ဆိုတော့ကျွန်တော်ကတော့အူစီဘီတင်ပေးပါမယ်ဒါထောင်းကြမဲ့နေရာမှာရှော့ပေါအောင်လေးပဲလှုပ်လို့ရပါတယ်ဆိုတာလေးကိုသိစေချင်ပါတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စော်ဘုံဟိန်းဥပိုးထောင်မှာနှိမ့်ဆက်ညင်းပန်းခံနေရတဲ့အကြောင်းရင်ဖွင့်ပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာဘုံကိုဝင်းရအပေးနေသူမိသားစုများအားလုံးမိသားစုနဲ့တူဝမ်းနေသူတွေအားလုံးကိုဘုံကို စေယောကိုပါကူညီဆောင်ရှားပေးတဲ့သူတွေအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့ပြည့်စုံပါစေ။ကြီးပွားလာတော်များတိုးတက်ကြပါစေ။လုပ်ငန်းကံကအားလုံးစီမီချုံမှုကြပါစေ။ရုပ်ပထမဦးစွာဆုတောင်းမြတ်တာပို့သပါရရှင်။ဒီနေ့တော့ကျွန်မပြောစရာလေးနည်းနည်းရှိလို့တက်လာခဲ့ခြင်းဖြစ်ပါတယ်။မပြောတော့လို့နေတာပေါ့နော်။ဒါပေမဲ့တချို့စကားတွေကကြတော့ဟိုအနောက်မလို့တော့မလို့ပြောတဲ့စကားလေးတွေနေနေရလို့ပေါ့နော်။ကျွန်မပြောဆိုခြင်းဖြစ်ပါတယ်။ဟို ကိုဖုံးရဲ့ကိစ္စအားလုံးသိတယ်တိုင်းပြည်ပြည်သူသိတယ်ကျမတို့ကသိတယ်ထုတ်မပြောဘူးကိုဖုံးကိုစတင်ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီဆိုကြတဲ့ကျမစီကိုကွန်တက်ဝင်လာပါတယ်ဒါပေမဲ့ကျမမပြောဘူးခေတ်သစ်မီဒီယာတို့ဘာလို့တင်မတာကျမတို့ပြောတာပေါ့နော်အခုလည်းမနေရကိုဖုံးကိုကိုဖုံးကိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့ဥပုထောင်ပို့လိုက်တယ်ဆိုတာ905ကာကြီးနေဆိုလဲကျမအရင်ဆုံးသိပါတယ်ကျမနဲ့ကွန်တက်ရှိတဲ့လူတွေတော့ကျမပြော ူးတယ်ပေါ့နော်ကျွန်မပြောပါတယ်တချို့လူတွေကကျွန်မမပြောဘူးဒီပြီးတော့ဒီ social media media platform မှာကျွန်မမပြောဘူးဆိုတာကလည်းကိုပြောလိုက်လို့ရှိရင်သူ့မိသားစုဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုတွေစိတ်ဆင်းရဲတော့ကရောက်နေမလားဆိုပြီးတော့ကျွန်မအရင်ထိန်းတာကိုကစပြီးဖွားလိုက်တဲ့အဖွားမျိုးမဖြစ်စေချင်လို့ကျွန်မထိန်းတာပါဟိုအခုကိုဖုန်းနဲ့တူတူဖန်စီခေါ်ဆောင်သွားတဲ့တယောက်ကိုလည်းကျွန်မတို့သိတယ်ကိုဖုန်းကိုလူသိများလို့ ချစ်တဲ့ခင်သူတွေများလို့ကိုဖုန်းတယောက်တည်းနာမည်ကိုထုတ်ပြောခြင်းမဟုတ်ဘူးကိုဖုန်းကချစ်တဲ့ခင်တဲ့သူတွေများတာသိတယ်ပြီးတော့ကိုဖုန်းကဟို public speaker သမားတယောက်ဖြစ်တယ်လူသိများတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကိုဖုန်းနာမည်ကိုပဲထုတ်ပြီးပြောတာပါကိုဖုန်းနဲ့အတူတူဖန်ဆီးထားတဲ့ထိမ့်သိမ်းခံရတဲ့ကောင်လေးအကြောင်းကိုမပြောဘူးအကိုပေါ့နော်ကောင်လေးလားကိုလားကျွန်မမသိဘူးဟိုသူ့ကိုမပြောဘူးဆိုတာသူ့မိသားစုအတိုင်းဝိုင်းကိုထိကိုက်ညှိုးနှမ်းစီမှာဆိုလို့ကျွန်တော်တို့ကမပြောတာပါပေါ့နော်ကျွန်တော်တို့အကုန်သိတယ်ကျွန်တော်တို့ကထိန်ချန်တဲ့စကားတွေကျွန်တော်တို့ထိန်ချန်တဲ့မပြောတဲ့ ဲ့စကားတွေမပြောဘူးဆိုတာဟိုလူကျင်ဝတ်ပေါ့နော်လူကျင်ဝတ်ကိုကျမတို့ဆောင်လို့ပေါ့နော်လူကျင်ဝတ်လူကုံတိတ်ခါဆောင်လို့ကျမတို့မပြောပြတာပါနော်ဟိုဘလို့ခေါ်မလဲအခုကိုဖုန်းကိုဝင်းရအားပေးနေတဲ့သူတွေအားလုံးလည်းကျေးဇူးတင်တယ်ဟိုအခုတချို့တွေကပြောတယ်ပေါ့နော်ဟိုတချို့ဟိုဟာတွေမှာတွေ့တယ်ဇော်ဖုန်းဟင်းက သဘောဟင်းရတဲ့တနာဖို့ကောင်းတယ်ပေါ့နော်သဘောဟင်းက तू อ่ะ तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူတွေရှိမယ်လို့ထင်တာတဲ့တကယ်တော့မလာခဲ့ဘူးတဲ့ဆိုတော့ဒီစကားလေးရကျွန်မပြောပြမယ်လမ်းမောထွက်ပြီးဆန္ဒပြကြည်လွတ်ကျေးဆိုရင်အခု energy လူထုကောင်းဆောင်လွတ်နေပြီပေါ့ဒါတွေကလမ်းမောထွက်ပြီးဆန္ဒပြမယ်လူလည်းမဟုတ်ဘူးနော်ကိုဖုံးကိုချစ်တဲ့သူတွေကအောက်ခြေဝင်အောက်ခြေမိသားစုဝန်တန်းမိသားစုအားလုံးနဲ့အမှန်တရားကိုမျက်နှိုးတဲ့သူတွေပဲချစ်ကြတာလေ ဟိုကိုဖုံးကလည်းသူ့ကိုယ်သူ၅ပါးကောင်မှာ ညာကောင်လို့သူပြောတာမရှိဘူး။ तू ဟာဝန်တန်းမိသားစုဘဝနဲ့ဆင်းသက်လာတာ။ तू ဖြင့်အငြိမ်းစားပြင်ဆင်ယူထားတာ။နော်။ဒါပေမဲ့သူ့ကိုဒီလောက်ထိဝန်းရံအားပေးပြီးချစ်ခင်တယ်လို့ဒီလောက်များလိမ့်မယ်လို့ကျမတို့လည်းမထင်ထားဘူးပေါ့နော်။ဟိုအဲ့လိုမျိုးတွေမြင်ရတော့လည်းဝမ်းသာပါတယ်။ကျမရဲ့ဒီဟိုအရင်ပထမတစ်ခါတိုင်းတက်တဲ့ဗီဒီယိုဖိုင်မှာလည်းအကုန်ဖုံးတွက်လာပြီးဆူတောင်းမြတ်တာပို့တဲ့လူတွေအားလုံးပေါ့နော်။ယေရှုလည်းထူးတင်တယ်နော်။ပြီးတော့အမလေးဟိုမနာလိုဝင်းတိုပြီးတော့လာရေးတဲ့လူတွေပေါ့နော်။ပြီးရင်ကျမတို့ချက်ပေါက်ကတည်းလာပြောတာကိုဖုံးကထောင်းဆယ်နှစ်ကြာမှပါကြ မှာကိုဖုံးထောင်ဆယ်နှစ်ကြာမှကြာတာရှင်နှုနဲ့မဆိုင်ဘူးသူကိစ္စသူဒီလန်းကိုရှောက်ွယ်တဲ့ကသူဒီလိုဖြစ်လာမယ်ဆိုတော့သူတိပြီးသားတိတိရင်းနဲ့သူ့ရဲ့မိသားစုသူ့အကျိုးစီးပွားအားလုံးကိုမငဲ့ညာပဲနဲ့တိုင်းပြည်ကောင်းဖို့တိုင်းပြည်ချစ်ဖို့အတွက်သူပြောဆိုခဲ့တာသူအမှန်တရားတွေကိုသူပြောဆိုခဲ့တာနော်သူတိပြီးသားဒီလန်းကိုသူသွားရမယ်ဆိုတော့သူတိပြီးသားတော့တနေ့မဟုတ်တနေ့နိုင်ငံရေးလုပ်နေလူတွေကြုံမှာဒါပေမဲ့ကိုဖုန်းကသူ့ကိုယ်သူနိုင်ငံရေးသမားလို့လည်းမခံယူဘူး နော်မခိုင်းဘူး तू ကနိုင်ငံရေးလုပ်နေတဲ့သူ့ကိုယ် तू လည်းမထင်ဘူးဒါပေမဲ့ကျမတို့ပြောတယ်မပြောနဲ့မစုံနဲ့ပြောလေ तू ကသူ့ကိုယ် तू အဲ့လိုမျိုး तू तू ကတော့သူ့ကိုယ် तू ပေါ့နော် तू မှန်တာပြောတဲ့အတွက်ဟို သူ့ဘဝဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အကုံတော့ကလည်းသူ့နဲ့ရင်းနှီးတဲ့အကိုတွေအကုံတော့ကလည်းဆုံးမကြတာလေကျွန်မသိတယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာကိုဖုံးကတကယ်တကယ်အမှန်တကယ်သူ့ရဲ့အသွေးအသားတွေကနေသူတိုင်းပြည်ကိုချစ်တာပါအမားတွေပါလေအမားပါပါတယ်မပါဘူးလို့ကျွန်မတို့မပြောလူတိုင်းကတော့၆ပြည့်ကင်းတဲလဲစင်တယ်လူတယောက်မှမရှိဘူးအမားတော့လူတိုင်းရှိကြတာပဲပေါ့နော်ဟိုသူ့မကောင်းတာလေးပြောဆိုမိတာတခုနဲ့သူ့ကောင်းတာလေးနဲ့ဟို ကျမတို့မြန်မာလူမျိုးတွေအချင်းရှိရယ်လေကျမတို့မြန်မာလူမျိုးတွေအချင်းကလူအကြိုက်ဆဲကလိုက်တခါမလိုက်နိုင်ဒီလိုကမကောင်းမှုဖြစ်သွားတာပဲလေအဲ့လိုမျိုးဆိုတော့ဟိုကိုဖုံးပေါ်မှာယနေ့ချိန်ဒီအကောင်းမြင်ပြီးချစ်ခင်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်တယ်တချို့ကကြတော့လေကိုဖုံးကိုကူညီတယ်လို့လို့နဲ့ယနေ့ကဝါကူထိုးနေတဲ့ပုံစံမျိုးတွေလည်းပြောဆိုနေတာကျမတွေ့ရပါတယ်အဲ့လိုမပြောကြပါနဲ့ကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးပြည်ပြည်မြတ်စွာဘုရားရှင်အစုံအမကိုခံယူရင်သူတပါးကုန်တိတ်ခါညှို့နှံ့ကြစေအောင်မပြောဆိုပါနဲ့ဒီချိန်မှာကိုတွေအားလုံးကကို ုဖုံးကိုအမှန်တကယ်အားပေးတယ်လေးစားတယ်ချစ်ခင်တယ်ထောက်ခံတယ်ဆိုရင်ကိုဖုံးရဲ့ကောင်းချောင်းလေးတွေကိုဖုံးကိုတော့ဘလို့တော့ကုညီနိုင်မယ်ဟာမျိုးလေးတွေပဲပြောပြရမှာပေါ့နော်ကျမအမပိုင်းနဲ့ကျမကိုခွင့်လို့ပေါ့နော်ဒါကျမရဲ့အမြင်ကျမပြောပြတာအဲ့လိုမျိုးဖြစ်ရမယ်အချိန်မှာကဒီလိုမျိုးတွေပြောနေတယ်လမ်းပေါ်တွက်ပြီးဆန္ဒပြစာကြောင်းမရှိဘူးကျမတို့မြန်မာပြည်ကြီးကဟိုကိုပိကာလာတဲ့ရပေါ့နော်ဒီ မီဒီယာပလက်ဖောင်းမှာပဲလူတွေကဆိုရှယ်မီဒီယာပလက်ဖောင်းမှာပဲအကုန်လုံးအလုပ်လုပ်တာစီးပွားရေးလူမှုရေးအကုန်လုံးပေါ့နော်လမ်းပေါ်ထွက်ပြီးဆန္ဒပြနေမိသားစုကုန်တိတ်ခါထိခိုက်တယ်နေပူတယ် နော်ဟိုအချိန်ကုန်နဲ့လုတ်ပင်ပန်းနဲ့ဘာလို့မှလဲဒီဖုံးလေးထဲမှာကိုမောင်မောင်ပြောတယ်ဆိုတဲ့ဟာကဆန္နာပြမယ်ဆိုတာကဒီလိုအခုတွတ်တက်တော့မှကျွန်မအများကြီးတွေ့ရတယ်ပေါ့နော်ကိုဖုံးတက်ပုံလေးတွေနဲ့ကိုဖုံးအမြဲဆုံးလူမြောက်ပါစေကိုဖုံးတက်စုမှုကောင်းတောင်းပေးတဲ့ဟာလေဒါကလည်းဆန္နာပြခြင်းတစ်မျိုးပဲဒါကိုဖုံးကိုချစ်ခင်အားပေးထောက်ခံတာပဲဘာလို့လဲဆိုဒီလိုကိုဖုံးရဲ့တက်ပုံတွေနဲ့လူတွေကအများကြီးဒီတချင်းလေးနဲ့တက်လာတဲ့အချိန်မှာလူတွေလူတွေရဲ့ post တိုင်းမှာဒါတွေပဲတက်လာမှာလေဒါတွေပဲတက်လာရင်ဒါကလည်းကိုဖုံးကိုတဏှီအားပေး ထောက်ခံအားပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကျမကတော့အဲ့လိုပဲယူဆတယ်ဒါလည်းကိုဖုန်းကိုပေါ့တို့တကယ်ချစ်ခင်လို့တို့ထောက်ခံအားပေးတယ်ဆိုတာပေါ့နော်ဟိုလမ်းပေါ်ထွက်ပြီးဆန္ဒပြကြအကြောင်းမှမရှိတာလမ်းပေါ်ထွက်ပြီးဆန္ဒပြအောင်ကိုဖုန်းကဟိုသူတို့ပြောတယ်လို့ပဲပေါ့နော်ကိုဖုန်းကဘာမို့လို့လဲပေါ့ဒါပေမဲ့ကျမတို့သိတယ်ကိုဖုန်းကတော့အမှန်တရားကိုချစ်မြတ်နေတယ်ပြောရဲဆိုရဲတယ်သူ့မိသားစုအတွက်ဒါမှသူမငဲ့ဘူးသူ့အသက်တောင်သူမငဲ့ဘူးဘယ်လိုလူမျိုးကပြောမှလဲ ဟမ်ကျွန်မပြောမယ်ကိုဖုန်းလို့ဘယ်လိုလူမျိုးပြောမှာတော့ဟမ်ကိုအသက်ကိုရင်းပြီးတော့ဟိုဘက်ကလည်းမကြည့်ဒီဘက်ကလည်းမကြည့်ဗီဒီယိုထက်လက်ထဲရအောင်လဲအသက်ခံရမှာပဲပူးမနေနဲ့တတ်မှာပဲဒီကောင်အမှန်တရားပြောလို့ငါတို့မတတ်ဘူးလို့မရှိနဲ့တတ်မှာဒီကောင်ဘောမဆိုပြီးတော့ပဲတတ်ကြမှာပဲနော်သူ့ရဲ့အသက်တောင်မမငဲကွက်ဖဲနဲ့သူကဒီအလုံးလုံးသူတနေ့ဒီလိုဖြစ်မယ်ဆိုတာသူသိပြီးသားသူတက်မတော်ကိုအသွေးအသားတွေကချစ်တာ နော်တချို့တွေကလာပြီးတော့ပြောတယ်အခုကျမရဲ့ဟိုအကောင့်အတူတွေနဲ့ကျမကိုလာပြီးချက်ပေါက်တီပြောတယ်ကိုဖုံးကထောင်ဆယ်နှစ်ကြာမှာဘာနဲ့နှစ်ကြာမှာအဲ့ဒါရှင်တို့အလုံးမဟုတ်ဘူးသူ့ဘာသူထောင်ဆယ်နှစ်ပဲကြာကြာဘယ်နဲ့နှစ်ပဲကြာကြာနော်ကိုဖုံးကသူ့မိမကဒီမြမပြီမှာလည်းမရှိဘူးတချို့ဆိုပြောသေးတယ်ကိုဖုံးမိမစီကနေတည်င်းရတာတဲ့ကျမကကွန်မန့်မှာတချို့တွေဝင်ဖက်ကြည့်ပါနော်လာတယ်ပြောတယ်ဒီလိုပြောလိုက်လို့တို့ဘာဖြစ်သွားလဲဟမ်ကိုဖုံးအကြောင်းကိုဒီလိုပြောလိုက်လို့တို့တို့ဘာဖြစ်သွားလဲလို့အခုဒါကတော့ကျမတို့ ပြောပြမယ်အဲ့လိုကိုဖုံးကိုသူတို့အဲ့လိုပြောလို့ကျွန်မပြောပြတာပါကိုဖုံးနဲ့တူတူဖန်းစီထိမ့်သိမ့်ခံထားတဲ့အကိုလွတ်လာတယ်ဒါကတော့ကျွန်မတို့တော့မသိဘူးပေါ့နော်သူပြောပုံဆိုပုံအရာပဲပေါ့ဟိုကျွန်မတို့ ြန်လဲပြီးမျှဝေပေးတာပေါ့နော်။ तू ပြောတာဒါကတော့ကိုရေကိုဖုံးရဲ့မိသားစုကိုပဲစိတ်ချမ်းသာအောင်ပဲ तू ပြောလားအမှန်တရားလားတော့ကျွန်မမသိဘူး။ကိုဖုံးကတဲ့တကယ်တော့တဲ့ကိုဖုံးကိုတို့အချုပ်ခန်းထဲတောင်မထည့်ပါဘူးတဲ့။အပြင်မှာပဲထားတာပါတဲ့။ကျွန်တော်တို့တော့ तू ကျွန်တော်ဟာကျွန်တော်ဆိုရင်တဲ့ကျွန်တော်စစ်စစ်မေးမမ်းမိလည်းမရှိဘူး။ဘာမှမရှိပဲနဲ့ကျွန်တော်ကအချုပ်ခန်းထဲမှာနေရတာကိုဖုံးကအချုပ်ခန်းထဲတောင်မနေရပါဘူးတဲ့။အပြင်မှာလွတ်လပ်လပ်နေရပါတယ်တဲ့။ဒါကတော့မိသားစုစိတ်ချမ်းသာအောင်ပြောတာလားအမှန်တရားပြောတာလားကျွန်မတို့တော့မသိဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုလေးပြောတယ်အဲ့လိုလေးတည်င်းကြိုင်းကိုကျွန်မတို့ဝမ်းသာတယ်။ တော့ကျမတို့စိတ်ပူတာကိုဖုံးကကျမကြီးကိုဖုံးအရက်ဖြတ်ထားတယ်အရက်ပြတ်ထားတယ်သူကျမကြီးကျမတို့စိတ်ပူတယ်တချို့တွေဟိုပြောဆိုနေတာအမလေးညိုမဲဖူးရောင်ရိုက်နှက်ထားတာဘာညာဆိုတာလေဒါကတော့ဝကြွေးချင်းလူတိုင်းခံရမှာနော်ဒါကအခုသူများဒီလိုဖြစ်နေလို့ဝမ်းသာမနေနဲ့ဝကြွေးချင်းတေအောင်ဆက်ရတဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီသူများသူများအသက်သေးတာကိုဝမ်းသာတဲ့လူ เนาะသူများရဲ့ဟိုမကောင်းတဲ့တင်းကိုသူများရဲ့မကောင်းတဲ့တင်းကိုကြားပြီးတော့ပျော်ရွှင်နေတဲ့လူသူများမိသားစုဒုက္ခရောက်တာကိုပျော်ရွှင်နေတဲ့သူတွေရှင်တို့ဗမာလူမျိုးတွေလားမြန်မာလူမျိုးဗုဒ္ဓဘာသာအစုံးအမကိုခံယူတဲ့လူတွေဆိုဒီလိုမလုပ်ဘူးသူများဒုက္ခရောက်နေတာကိုပျော်ရွှင်ပြီးတော့ဟမ်ဒီလိုမျိုးတွေပြောဆိုနေတာမျိုးမျိုးကျွန်မတို့ချက်ပေါက်ကနေလာပြတဲ့ထောင်စင်းနှစ်ကြာမှာမနဲ့ထောင်စင်းနှစ်ကြာကြာ PLA တွေစစ်ကူမပို့နိုင်အောင်ဗိုတန်မနီကတားဆီးနေတယ်လို့ဆိုပလဲမျိုးနယ်ကန်တောင်းရဲစခန်းကိုတင်ပိုက်ဖို့စစ်စင်ရေးဆင်နွှဲနေတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်စီကိုစစ်ကူမပို့နိုင်အောင်ရင်းမာပင်ပါကဖခေါင်းဆောင်ဗိုတန်မနီကနှောက်ရှက်ဟန်တားနေတယ်လို့ PLA ရဲဘော်တဦးကမီဒီယာကိုပြောပါတယ်ဒီနေ့ဇွန်လ16ရက်နေ့မှာ PLA ရဲဘော်တွေ နတ်ကြီးမုတ်ထောကူးတဲ့ကူလိုစိတ်ရောက်မှာကူလိုစိတ်ပိတ်ထားတယ်ဆိုတဲ့ဆိုင်းမုတ်တွေ့ရတယ်လို့ဆိုပါတယ်။အဲဒါကြောင့်ဒေတာတာဝန်ရှိသူကိုစောမောင်ကိုတွားပြီးအကူအညီတောင်းရမှာ PAA ဆိုရင်ကူးခွင့်မပြုဖို့တာမြင်ထားကြောင်းပြောပြီးရင်းမာပင်ခရိုင်စစ်ဌာနယာယီကုကဲရည်မှုဗိုလ်တမဏိနဲ့ကိုမိုးကောင်းတို့ရဲ့အတန်ဖိုင်ကိုဖွင့်ပြတယ်လို့ဆိုပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာ PLA နဲ့ UNG မဟုတ်တဲ့သူတွေကိုကူးခွင့်မပေးဘူးလို့ပြောထားကြောင်း PLA ရဲ့ဘော်ကဆိုပါတယ်အတန်ဖိုင်ထဲမှာပြောကြချက်အရာ PLA တွေမြစ်ကိုကူးမယ်ဆိုရင်မြစ်အနောက်ဘက်ကနေအရှိတ်ဘက်ကူးတာကိုဒါခွင့်ပြုပြီးမြစ်အရှိတ်ဘက်ကနေအနောက်ဘက်ကူးတာကိုလက်မခံဘူးတားမြစ်ထားတယ်လို့ဆိုပါတယ်မြစ်အနောက်ဘက်မှာ PLA တွေခြေကုပ်ယူမှာဆိုလို့အဲ့ဒီလိုတားမြစ်တာလို့ပြောထားကြောင်းလဲအတန်ဖိုင်မှာပြောထားတယ်လို့ဆိုပါတယ် PLA တွေကိုလိုက်ပို့တဲ့ကူလို့တွေ့ရင်အဲ့ဒီကူလို့တွေကိုပါအေးအေးယူမယ်ဆိုပြီးချင်းချောက်ထားတယ်လို့လည်းဆိုပါတယ် ချင်းတွင်းမြစ်အနောက်ဘက်ဟာ PLA တွေကန်တောင်စခန်းတိမ်တိုက်ပွဲဆင်နွှဲနေတဲ့နေရာဖြစ်ပါတယ်။မြစ်အရှိတ်ဘက်က PLA တွေမြစ်အနောက်ဘက်ကိုကူးမလာရဘူးလို့ဆိုထားတဲ့အတွက်စစ်ကူမပေးပို့ရဘူးလို့တာမြင့်ဟန်တားနေတဲ့သဘောဖြစ်ပါတယ်။ရင်းမာပင်ဘကဖခေါင်းဆောင်ဘူတန်မနီဟာအရင်ကတပြေအေးစီရတော့ဥတော်ပါကဖြစ်ပြီးစစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာလူထွက်ပြီးဘူတန်မနီနာမည်ခံယူထားတာဖြစ်ပါတယ်။ဘူတန်မနီဟာဟီရိုတိုက်ကားတော်လန်ရဲ့အဖွဲ့ခေါင်းဆောင်ဘူထိုင်းမောင်ပါဝင်စုစုပေါင်း လူ20ကျော်ကိုတပ်ဖြတ်မှုနဲ့ UNG အမျိုးသားညီညွတ်ရေးအစိုးရကစုံစမ်းစစ်ဆေးမှုတူလည်းဖြစ်ပါတယ်။ကြကြကြကျမတို့ကကိုကိုတိုင်လဲမိကောင်းဖခင်သာသမီကိုဖုံးမှာသာသမီရှိတယ်ကိုဖုံးကကိုဖုံးသာသမီတွေကကိုဖုံးလက်အောက်မှာနေတယ်သူ့မိမနိုင်ငံသားမှာသူ့မိမကတရုတ်ပြည်မှာအလုပ်လုပ်တယ်နော် ဲ့တော့ဒီသမီးလေးတွေဒီသားလေးတွေဒီဖအေးရဲ့အရေးအာဝါသမှာနေတာလေဒီဖအေးအချိန်တန်ပြန်မလာရင်သားသမီးလေးကိုချင်းစာတရားလေးနည်းနည်းထားကြရှင်တို့ပြောတာရှင်တာတွေလုံးမနေနဲ့လူဆိုတာအလှဲ့ကြရင်လာတတ်တယ်နော်နော်လူတကာကို public media ပေါ်မှာတင်ပြီးတော့ကိုကိုကိုသူတော်ကောင်းလို့လိုပါလို့နဲ့တင်မနေနဲ့လူဘဝမှာသူတော်ကောင်းဖို့အတွက်လှူတာတန်းတာငွေရှိရင်လှူလို့ရတယ်စိတ်ထားကောင်းမှစိတ်ထားဖြူစင်မှစိတ်ထားမြင့်မြတ်မှလူဖြည့်ရကျွတ်တာနေ ော့ရှင်တို့တွေအဲ့ဒါပဲကျွန်မပြောချင်တယ်နော်ဝမ်းသာမနေကြနဲ့သူတပါးဒုက္ခရောက်တာကိုကျွန်တော်ကိုစောစောဒီလေးတယောက်ကနေပြောဖုန်းဆက်တဲ့ကိုစောဖုန်းပေါ့နော်ကိုစောဖုန်းကိုကျွန်တော်တို့ဟိုလော့လောက်ချင်းနေအဲ့တော့ကျွန်တော်တို့ငွေကြေးတွေစုပြီးတော့ကျွန်တော်တို့မျိုးချစ်တွေညီကောင်မလားတွေဒါဟိုမဘာသာဆရာတော်တွေပြီးတော့ကျွန်တော်တို့ကိုအဲဒါကိုစောဖုန်းကိုဝင်နေဖြစ်နေတဲ့သူတွေပေါ့နော်ကကို ချစ်ခင်ညာနှုတ်တဲ့သူတွေနဲ့အားလုံးပေါင်းစုပေါင်းပြီးတော့ပတ်စံလေးစုပြီးတော့ကိုဇော်ဖိုးဟင်းကိုလွတ်အောင်ကိုဇော်ဖိုးဟင်းကိုဒါကြောင့်လွတ်အောင်လိုက်ကြမယ်လှုပ်ကြမယ်ဒီဟာတွေကကျွန်တော်တို့ကြားမှာလှုပ်လို့ရတာရှိတယ်ဆိုတဲ့အာမျိုးလေးအဲ့ညီလေးကပြောလာတော့ဩအဲ့ဒါလေးကိုလည်းပဲဒီညီလေးရဲ့စေတနာတွေကိုလည်းပဲတန်ဖိုးထားပါတယ်လေးလေးလေးစားပါတယ်ဒါဒီလေးစားတာနဲ့အမြပြည်သူတွေသိအောင်လို့လည်းကျွန်တော်အနေနဲ့ပြောရမယ်ဆိုတဲ့အနေထားမျိုးလေးကိုဟိုဒါရောက်ရှိလာတဲ့အတွေးရောက်လာလို့ဒါကျွန်တော်ပြောပြတာဖြစ်တယ် တကယ်လို့ငွေကြေးနဲ့သာလုံမယ်ဆိုလို့ရှိရင်လုံမယ်ဆိုကိုစော်ဖုံးဟင်းဟာစင်းရံမွဲတည်နေတဲ့သူမဟုတ်ပါဘူးတိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဘန်းဒီမှာအပ်တဲ့ပတ်စံတော်မှာတိန်ထောင်နဲ့ထောင်နဲ့ကြီးကြီးလိုင်းမော်နေမှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲလိုင်းမော်ကတိန်တထောင်သွားရတဲ့ဒါတိန်တထောင်ကျဘန်းထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီချီတယ်အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစော်ဖုံးဟင်းနဲ့တိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဒါကငွေကြေးရဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစော်ဖုံးဟင်းကနော် တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရက်တွေလည်းဒါငားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငားရမ်းပြီးတော့လည်းလိုက်ဆောက်လိုက်ပြီးမှလည်းရှိပါတယ်ဒီလိုဝေးချင်းနဲ့တော့ရမှန်ဆိုလည်းပဲကိုဇော်ဘောင်းကြီးလွတ်တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေအကြောင်းအရဆိုရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ထောင်ချုပ်ကိုမပုတ်ခင်မှာဆိုလို့ရှင်လို့ရှင်အမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီသူအမှုကန်နေပြောမှာအမှုတိဆောက်လို့ပြီးသွားတဲ့အခါမှာအဲရေးပြီးသွားလို့ရှင်ဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံမရနဲ့ဥပဒေအကြံတော့ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုတော့ပြန်နဲ့ဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတိဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိဆောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေပြောမှာဒါအမှုကိုရင်ဆိုင်ကြပြီနော် ရဲစခန်းမှာအမှုတည်ဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမယမန်ကြီး15ရက်ယမန်လေးယမန်လေးဆိုပြီးတော့တောက်လျှောက်ယူလို့ရပါတယ်အမှုတည်ဆောက်လို့ အဲအမှုတည်ဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ရှိရင်ဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအလုံးကြီးတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะအဲဒါတွေကတချို့ဖြောက်လို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှိရင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဥပဒေလမ်းဒါမှမဟုတ်တခါလေတော့ပြောလို့မရဘူးဗျာဥပဒေလမ်းကြောင်းရအဲဘလို့ရှိတယ်ဆိုတာအဲ့လိုပြောတဲ့ခါကျတော့လေဥပဒေဘိုင်းရလို့ဆိုတော့ငါးလမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့ဒါမှမဟုတ်ကျွန်တော်လည်းမသိဘူးလို့ပြော ပြီးသားပဲပုံမှန်ရဆိုရင်တော့လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်သွားတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ကျင်တရားသူကြီးစားစစ်ပြီးစစ်လို့အလုံးအလုံးပြီးသွားတဲ့အချိန်ကြလို့ကျင်တရားဆွဲဆိုနိုင်တဲ့အနေအထားမျိုးရှိလို့ရှင်ဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့အခါကြလို့ကျင်ကိုဇော်ဝဲကြီးကိုဒါသူကိုပိုင်ထွက်ဆိုချက်ထွက်မယ်ပြီးလို့ကျင်သူကကိုပြတက်တည်တည်ထွက်ပေးမယ်ကိုပြတက်တည်ထွက်ပေးပြီးလို့ကျင်အဲ့အချိန်မှာသူကအဲ ကြံ့ကြမယ်လွန့်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုကောက်ပြီးတော့လည်းပဲအဲဒါကဟိုအခြားတဟာမျိုးဖြစ်သွားနိုင်ပါတယ်နော်ဖြစ်သွားနိုင်ပါတယ်တချို့ကကိုယ်စော်ဘိုးရိုးချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလှုပ်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးတော့မြင်ရအောင်လဲတချို့ကအဲ့လိုမတန်ပါတဲ့နီးနန်းနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်နော်အဲ့ဒါဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောခြင်းပါတယ် အဓိကကတော့အမှုတိဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်เนาะဒါကိုဇော်ဘုန်းကြီးမှမဟုတ်ဘသူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဘာမှလုံးလုံးမရပါဘူးပြီးတော့ကိုဇော်ဘုန်းကြီးကိုတောင်းတော့ကာနေပြီးတော့မှမုံတီးလို့ကိုဇော်ဘုန်းကြီးကိုစစ်တပ်ကမကြည်နပ်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ခလေးတွေ၄၅၆လောက်ရှိတယ် နေငါရလောက်ထင်တယ်ကျွန်တော်အိုက်တန်ညက်လေးရတော့ဦးနေနေမှာမိဒီကုန်းသားလေးကပန်းညက်ဦးနေမှာစင်မှာတော့ပန်းညက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်နောက်နောက်ကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေးတော့အိုက်ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုလဲ2နေရ3နေရလောက်ရှိတယ် ရင်ဆိုင်နေနောက်က AI တိုင်းမှာဆိုလဲမဦးဝင်းတို့ပန်းတနော်တို့ဖြာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြတာရှိတယ်ပသိန်းတို့အဲ့လိုမှအမှုတွေထွက်နေကြတယ်သူကသူပြောတဲ့ထောင်တမှုကို၃နှစ်လောက်တော့ကြာတယ်ဗျတန်းတနော်ကြာတယ်သူဘဏ္ဍမှုကြာနေပြီ၁၀မှုလောက်ကြာသေးတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြောလို့ရှိရင် ဒီအမှုတမှုတော်မန္တလေးကလည်းဆွဲတာရှိတယ်။အဲအေယာဝီတန်းကလည်းဆွဲတာရှိတယ်။ရန်ကုန်တန်းကလည်းဆွဲတာရှိတယ်။ဒီအမှုတမှုတော်ပတ်ဆွဲကြတာရှိတယ်။အဲ့ဒါကတမျိုးပါ။အဲတောင်တော်အရာရှိတွေကနေပြမတာနိုင်ငံတော်ပို့ချုပ်မှုကြီးဦးမရလောင်ကိုဒါအစော်ကားလည်းအချင်းညူပြတ်စီတယ်ဆိုပြီးဆွဲတာ။ကိုစော်ဘုန်းကြီးကတော့အဲ့လိုမျိုးဆွဲတာမှာပေါ့။အဲ့လိုဆွဲတယ်ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်။တနိုင်ငံလုံးက တမ်းတော်သားတွေညီကောင်မလားတွေအကောင်လုံးကကိုစားဘုံကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြူးလွင့်ရဲစကန်ဖြစ်သွားလို့ကျွန်တော်အနေနဲ့တုံးတက်တယ်ဗျာဒါကကျွန်တော်တို့ပြည်တဲ့ဒီဝန်ထမ်းတွေချိုးဝန်ထမ်းတွေတော်တော်များသိပါတယ်အဲတော့လို့ဒီလိုမျိုးလုံဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောသလိုပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟိုတောင်းတဖို့ကမှတရားစွဲတယ်အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစော်ဖုံးရတိုင်းရင်ဆိုင်မှာဖြစ်သို့တော်လည်းပဲ ဒီပြူးလွင်မှာရှိတဲ့စကံကဘာလုံးနေကြသလဲဆိုတာမျိုးမိကွန်ထွက်လာစရာရှိတယ်။ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတာဝန်ရှိတဲ့သူကမှဆွဲလို့လားဆိုတော့ဒါပဝင်းကျင်ရဲ့ပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှာဖြစ်တယ်။အဲ့လိုရင်ဆိုင်လာမှာဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးကျိုးကြောင့်ဟိုဘက်ကပြုံးတွေဘက်ကတရားဆွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသပ်ပါတယ် မာရွင်ကောင်းလည်းမာရွင်နိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့တည်ကြပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုဇော်ဘုန်းကြီးကဒီတက္ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့် side effect ဆိုးကျိုးတွေရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှိရင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲနံပါတ်1ကကျွန်တော်တို့အဲဒါဟိုအချုပ်ထောင်နေမှာတရားရင်ဆိုင်တော့နော်တရားရင်ဆိုင်တော့ဒီကြားထဲမှာဘာမှလုံးလို့မရကျွန်တော်တို့နောက်ဆုံးလုံးလို့ရတာတစ်ခုက အတနာခန့်လာတင်တာလောက်ကတော့ရမယ်အတနာခန့်လာတင်တဲ့နေရာမှာဘယ်လိုမှဆိုတော့စွဲကြတင်လို့အမိန်ချလို့မဲ့အချိန်ကြာလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညာပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးသွားတင်လို့ရမယ်နောက်စွဲဆူတာတော့ဘုတော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံနေပါညာစင်ငယ်စင်ငယ်သွားမဲ့အနေထားမျိုးရှိတယ်တကယ်လို့ထောင်ကြသွားပြီဆိုတော့မှကျွန်တော်တို့အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် ်အယူခံတပ်ပိုင်ခွင့်ရှိတယ်တော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံကိုညုံနဲ့ရုံကချခိုင်ရန်ကိုတက်ခိုင်ရန်ချတိုင်းတိုင်းကိုတက်အဲဒါမျိုးလေးရှင်စင်ငယ်စင်ငယ်ရှင်အဲ့ဒါတွေကကိုယ်စော်ဘုန်းကြီးတို့ရဲ့ရှင်နေတွေလည်းလုံဆောင်နိုင်တော့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ပြောဆိုကျွန်တော်ကလည်းကျွန်တော်တို့ရဲ့ရှင်နေတွေရှိတယ်ကျွန်တော်တို့အမေပြန်လာတော့လည်းကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှင်နေရှိတယ်ကျွန်တော်တို့ရဲ့အုံနေနေရှိတယ်နော်မန်နေဂျာရဲ့ဒီလိုမျိုးပဲတွားနေကြတာဟောအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒါပြည်သူတွေလည်းအဲတိရှိနားလဲအောင်ဖြည့်ရှင်းပြင်ဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါတယ် ငွေကြေးဆိုလည်းပဲကိုဇော်ဖုံးကြီးတို့ကပတ်စံရှိပါတယ်ချမ်းသာပါတယ်ဒီလောက်ကပူစရာမလိုဘူးမှုစရာမလိုပါဘူးနောက်ကတက်မတော်ဘက်ကလည်းပဲကိုဇော်ဖုံးကြီးကိုတရားစွဲဆိုတာမဟုတ်ပါဘူးဒါလေးတော့သိစေချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်တာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်တကယ်လိုအပ်လာလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြအောင်မယ်အတနာခံတာလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပေးပါဆိုပြီးတော့ကိုဇော်ဖုံးကြီးတကယ်လို့ဟို ွဲချက်တင်သွားပြီဟာလားအမိန့်ချပြီဆွဲချက်တင်သွားပြီဆိုတော့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာစွာပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရဲစာနဲ့တရားရုံးကိုတွက်တင်ပေးမှာဖြစ်ပါတယ်တက်ညာစွာအမိန့်ချဖို့ပါနော် တက်ညာစွာအမိန့်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပေးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန့်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါလဲဆိုလည်းပဲဒါလိုမျိုးအယူတနာခန့်စာနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထပ်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ကြာလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးဒါလိုစုပြီးတော့အတနာခန့်စာညားမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်တော့ဦးစီးပြီးတင်ပေးပါမယ်ဒါထောင်း ကြာမယ့်နေရာမှာရှော့ပေါ်အောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိသိကျင်းပါတယ်ကြံတာတွေကတော့ဟိုခေါင်းထဲမထည့်ပါနဲ့ငွေကြီးဆိုလဲကိုစော်ဖုန်းတက်နိုင်ပါတယ်เนาะကျွန်တော်တို့ကအာထည့်ပြီးဝင်နေတာလည်းမလိုပါဘူးအဲ့ဒါတွေကတော့ဟိုတမကရှန်ကာတွေပဲလို့ပဲ